ဒီဗီဒီယိုမှာအယံဟိုပေါ်ပူလာဖြစ်တဲ့အယံဟိုကို trendy ဖြစ်နေတဲ့ active ingredient ၅မျိုးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ မင်္ဂလာပါကျမဒေါက်တာယူရီပါအရေးပြကျမရင်းနဲ့အလှပါကို knowledge sharing မြင်ရလို့ပေးနေတယ်အလှပါရေးရဆောင်ဝင်လည်းဖြစ်တယ်လို့အမျိုးသမီးကျမရေးကိုဘူးဇူတာမျှဝေပေးနေရဆောင်ဝင်လည်းဖြစ်ပါတယ်ဒေါက်တာစီမားလည်းရှိတန်တန်းလေးနှစ်ခုတော့ရှိရတခုကကြတော့လူငယ်လေးတွေစီကို target လုပ်ထားတာပေါ့နော်ရေကိုရတန်ရှင်းမှုနဲ့အနန္တကင်းစင်ရင်ဆိုတဲ့အကြောင်းလေးပါနောက်တစ်ခုကကြတော့အမျိုးသမီးငယ်လေးတွေဖော်လာထိုးချင်တယ်ဒါပေမဲ့လက်လှမ်းမမီဘူးဝေးကြီးသိမ့်မသုံးနိုင်တဲ့အချိန်မှာဆရာဝန်မဟုတ်တဲ့လူတွေနဲ့ထိုးကြတဲ့အချိန်မှာဆုံးရှုံးမှုလေးတွေများကြတာတွေ့ရတယ်အဲ့ ော့သူတို့လေးတွေတို့အစဉ်ပြေအောင် သူတို့အသိပညာအခြေခံဘူးတုဒရအောင်တော့ဟိုတာဂက်လုပ်ထားတယ် သင်တန်းလေးဖြစ်ပါတယ်ဆိုတော့ဒီ class ကို join ရနေဆိုရင်တော့ Facebook မှာ Dr. Yuri လို့ရှာပါပြီးရချင်းကြရေး chat box ကိုတစ်ခါရေးသွားပြီးတော့ admin ကို private class လေး join ချင်လို့ပါလို့ပြောလို့ရပါတယ်ပထမအဦးဆုံးအရင်ဟိုကို trendy ဖြစ်နေတဲ့ skin care set တွေထဲမှာအမြင်နဲ့ပါနေတဲ့ active ingredient ပထမတစ်မျိုးကကြတော့ niacinamide ဖြစ်ပါတယ်ဆိုတော့ niacinamide ကိုကြတော့တရားကြတော့ multi-tasking ingredient လို့ခေါ်ရပေါ့နော်သိစီမှာ reset တွေ effect တွေတော်တော်များများကိုရှိနေအောင်တွေ့ရတယ်သူဒီကျွန်တော်တို့ကို oil control အတွက်လည်းလုပ်ပေးနိုင်တယ်ပြီးတော့ pore လေးတွေကိုလည်းကျုံနိုင်တဲ့အာနိသင် င်လေးလည်းရှိရယ်ပြီးရချင်းကြရင်သူက skin barrier ကိုလည်း strengthen ဖြစ်စေရအာနီတင်ကိုလည်းသူမှတွေ့ရတယ်ပြီးနောက်တော့ကူက pigmentation လေးတွေအမဲဆက်လေးတွေတတ်တာစေနိုင်တဲ့အာနီတင်ကိုလည်းတွေ့ရတယ်ပေါ့ဒါပေမဲ့ multi tasking ingredients လို့ပြောတဲ့အတိုင်းပဲ reset တွေကိုသူအပြည့်အဝလုပ်ပြီးနိုင်တာမျိုးမဟုတ်ပဲနဲ့အနည်းချင်းလေးသာမျိုးလုပ်ပြီးနိုင်တာမျိုးပေါ့နော်အဲ့တော့တကယ်လို့ကိုက pigmentation ကိုတတ်တာစေခြင်းနဲ့ရည်ရွယ်ချက်နဲ့တွားတယ်ဆိုရင်တော့နာဆန်နမိုက်ကကျတော့ best of choice ဖြစ်နေမှာမဟုတ်ဘူးအဲ့တော့နာဆန်နမိုက်ကကျတော့ဒီ action တွေအများကြီး က်ရှိတဲ့ထဲကဘယ်ဟာကိုသူအများဆုံးလုပ်ပြီးနိုင်လဲဆိုတာကိုဒရာရင်ပြောပြပေးမယ်အာသူကကြောက်စီပန် regulations တွေ policy ကိုအဓိကလုပ်ပေးနိုင်တယ်ပြီးတော့ဒုတိယနေရာကျတော့ skin barrier strengthening တော့ကိုသူလိုက်လုပ်ပေးနိုင်တယ်တတိယအနေနဲ့ကကြတော့ရောင်ရမ်းမှုတွေကိုသတ်သားစေနိုင်တယ်ပြီးမှနောက်ဆုံးအနေနဲ့ကကြတော့အာဒီ pigmentation တွေကိုသတ်သားစေနိုင်တာ antioxidant အနေနဲ့ပါဝင်တာဖြစ်ပါတယ်ဒါကကြောက် result အများဆုံးကနေအနည်းဆုံးတော့တန်းစီပြရတာဖြစ်ပါတယ်သူရဲ့ကောင်းတဲ့ဟာကကြတော့သူဒီဒီ small percentage ပဲပေါ့နော်5%လောက်ဆိုရင်ကြတော့ foreskin တိုက်တော့ကိုတော်တော်များများသုံးလို့ရတဲ့ထဲမှာအာပါတယ်ပေါ့နော်ပြီးတော့တခြား active ingredient တွေနဲ့ပေါင်းပြီးတော့သုံးလို့ရတဲ့ထဲမှာလည်းပါတယ် skin irritation ဖြစ်မှာပါညာအရင်စိတ်မပူအောင်ပေါ့နော်တကယ်လို့ small percentage ဆိုရင်ပေါ့အာမကောင်းတာကကြတော့ခုနကတော့ပြောရတဲ့အတိုင်းပဲ multitasking ဟာဖြစ်နေတာဖြစ်တဲ့ result တစ်ခုကိုပြေးသွားလို့စဉ်းစားမျိုးဆိုရင်တော့သူစီကလည်းနည်းခက်တတ်တာမျိုးရှိရဲ့ပြီးတော့နောက်တစ်ခုကကြာ high concentration တွေသွားသုံးမိရဲ့ဆိုရင်တော့ပိုပြီးတော့ flushing ဖြစ်တာမျိုးလေး irritation ဖြစ်တာမျိုးလေးတွေရတတ်ပါတယ်အဲ့တော့ဒါကကြတော့ one in နေနဲ့ကကြတော့ skin patch test ကကြတော့လူတိုင်းလုပ်ဖို့လိုလိမ့်မယ် level မှာစမ်းကြည့်ပါအောင်သူကကြတော့ဘာအတွက်ကောင်းလဲဆိုရင်တော့ all skin type အတွက်ကောင်းတယ်အထူးသဖြင့် wily to combination skin တမိုင်းအတွက်ဆိုရင်တော့ပိုပြီးတော့သင့်တော့ပါတယ်ဒုတိယ active ingredient ကကြတော့ ascorbic acid ဖြစ်ပါတယ် ဗိုက်တာမင် C ဆိုဗိုက်တာမင် C ရဲ့သူ့ရဲ့ function ကကြတော့ဒါတို့လိုင်းတည်တဲ့ brightening ကိုရစေတယ်အရေးပြားကိုလင်းစေတယ် တုံးတက်တာဖြူတာကိုပြောရမဟုတ်ဘူးเนาะအရေးပြားကိုလင်းစေတယ်ပြီးတော့နောက်တစ်ခုက collagen production ကိုများစေတယ်ပြီးရင်နောက်တစ်ခုကကြတော့ဒီ oxidation ကြောင့် oxidative stress တွေ damage ကိုသူကအများကြီးခံနိုင်မှုရှိတယ်အဲ့တော့သူကောင်းတဲ့ဟာကကြတော့ doctor တို့ Asian skin problems ကြီးမှာအများဆုံးကြုံတွေ့နေရတယ်အဲမန်းညင်းညစ်ဖြစ်တာတို့ပြီးရင် wrinkles တို့အဲ့ဒီဟာတွေတွက်ကိုသူကအရန်ကိုကောင်းတဲ့ vitamin C ကကြတော့ Asian skin တွေတော့ကိုလုံးဝလက်ဆွဲလိုမျိုးဖြစ်နေရမျိုးပေါ့အဲ့သူရဲ့ function က lightening ဖြစ်တယ် collagen ထွက်တယ် wrinkles တွေတက်တာစေတယ်အပေါ်ပြီးတော့ ောနောက်တစ်ခုတော့တို့ pollution anti pollution effect လည်းရှိအဲ့တော့ခီးသွားများတာပါညာဆိုရင်လည်းပဲဒီ vitamin C လေးရှိနေရကြတော့တို့ aging speed ကိုနည်းနည်းနှေးစေရဲ့အထဲမှာပါတယ်ပြီးတော့တခြား skin benefits တွေလည်းအများကြီးတော့ရှိပါတယ်အမကောင်းတာကကြတော့ဒီ ascorbic acid ဒီ vitamin C ကကြောက်တော့လေ stable သိမ့်မဖြစ်ဘူးအဲ့တော့နောက်ပိုင်းရှင် skin care ထုတ်တဲ့အချိန်မှာဆိုရင်အဲ့ဒီ form ကိုသိမ့်မထုတ်ပဲနဲ့ပို့ပြီး stable ဖြစ်တဲ့ form ကိုပဲထုတ်လာကြတာကိုတော့တော်တော်တွေ့ရတယ်အဲ့တော့အရင်ကဒီ stable မဖြစ်တဲ့ form နဲ့ကကြတော့လူတွေကဒါပဲရတာဖြစ်တဲ့အတွက် ဒါကိုပဲသုံးခဲ့ကြတော့ဘာဖြစ်လဲဆိုတော့ထားသွားတာကကြတော့တမ်ပရေချာတွေပေါ်မှာမူတည်ပြီးတော့သူကပြောင်းလဲတယ်အဖမ်းမပြဘူးဝါသွားတယ်ဒီလိုမျိုးနေတာတွေတော်တော်ဖြစ်တယ်ပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းတော့ဒီကြက်လောက်တော့ရူကြီးတော်တော်များများကကြတော့အာဒီဗိုက်တာမင်စီစတေဘလိုက်စ်ဖောင်ဒင်းနဲ့အာတော်တော်များများ training ပြန်ဖြစ်လာတာကိုတော့တွေ့ရပါတယ်အဲ့တော့ဘာတွေအတွက်အာကောင်းလဲလို့မေးတယ်ဆိုရင်ကြတော့ normal to oily skin ကို ကောင်းတယ်။အဲ့တော့ဒီ vitamin C ကိုသုံးတဲ့ချိန်ကျရင်ကျတော့ one အနေနဲ့ကကျတော့ sensitive skin ဆိုရင်တော့ဒါမှမသုံးစီချင်ပါဘူး irritate ဖြစ်မှာဆိုလို့ပါ။ဒါသုံးတဲ့ချိန်ကျရင်တော့မနေ့ပိုင်းမှာဆိုရင်တော့ sunscreen လင်းကို လိုပါလိမ့်မယ်။ဘသူ skin တွေအတွက်ကောင်းလဲဆိုရင်တော့ normal to oily skin ကိုကောင်းတယ် sensitive skin ဆိုရင်တော့ရှောင်ဖို့လိုလိမ့်မယ်။ကဲတတိယ trendy ဖြစ်တဲ့ဒီ active ingredient ကကြတော့ retinoids အမျိုးအစားဖြစ်တယ်။အဲ့ဒီတော့အထဲမှာဆို retinol တွေပါမယ် adaptogen တွေပါမယ်ပေါ့နော်။သူ့ရဲ့ fashion ကကြတော့တော်တော်သူ့ရဲ့ sell down on ကကို speedy လုပ်ပေးတယ်၊ညာလုပ်သေးတယ်။ဒါကကြတော့လည်း anti aging process တမျိုးပဲဖြစ်ပါတယ်။ပြီးတော့ချို့ဒီမှာဆိုရင်တော့ acne control ကိုရရတယ်။အဲ့တော့ retinol ကကြတော့တော်တော် skin care formulation တွေမှာထည့်တဲ့အမျိုးအစားဖြစ်ပါတယ်။ adaptogen င်းကားကြတော့ဆရာဝန် prescription တွေနဲ့သွားတယ်အဲအကရီကွန်ရှိုးပုံစံဘက်ကိုသွားတာဖြစ်ပါတယ်အဲ့တော့ကောင်းလာငါကြောက်သူကကြောက်တော့ skin benefits ကြီးအများကြီးရတယ် anti aging project အနေနဲ့သူဝင်သွားတယ်ပြီးရင် collagen production အများကြီးရတယ်မကောင်းလာငါကြောက်တော့သူက irritate ဖြစ်နိုင်တယ် အခုမှစသုံးပြီးတော့ passion ဖြစ်တဲ့ဟာတွေလည်းအများကြီးတွေ့ရတယ်ပေါ့နော်အဝန်နေနေတော့ရှိတယ်ဒီပစ္စည်းတွေကိုကြတော့ကိုကကိုယ်ဆောင်မှု season ရှိရယ်ကိုယ်ဆောင်ပြီးရင်လေနှုတ်တိုင်းနေတယ်ဆိုရင်တော့ဒီပစ္စည်းကဒီ active ingredient ကရှောင်ကိုရှောင်ရမယ်ထဲမှာပါပါတယ်တကယ်လို့စသုံးမယ်ဆိုရင်ကြတော့တို့ဒီ slow amount ကနေပဲစပြီးတော့သုံးပါရမယ် slow concentration ကနေပြီးတော့စသုံးပါရမယ်ငါ့ skin ကအကုန်ခံနိုင်နေဆိုပြီးတော့လုံးဝ high concentration ကိုစကြော်တာမျိုးလုံးဝမလုပ်ရပါဘူးပြီးတော့ဒီ retinol တို့ကတော့သုံးတဲ့ချိန် retinol ရှိသုံးတဲ့ချိန်မှာ skin hydration protection ကဘယ်လိုလုပ်ရမလဲဆိုတာကိုသိကိုသိရမယ်အနေထားမှာရှိပါတယ် sun protection လောက်ကိုလောက်ပါအဲ့တော့ဘယ်သူတွေအတွက်ပို့ပြီးတော့အကောင်းမွန်အောင်တည်တော်ဆုံးလဲဆိုရင်ကြတော့ quick skin barrier က ကောင်းနေတဲ့အနေအထားဆိုရင်သင်တော်တယ်ပြီးတော့ cleansing သေချာလုပ်နိုင်တယ် hydration knowledge ကိုကောင်းကောင်းရှိရဆိုရင်တော့ ready night တွေသုံးတာကကြတော့ကောင်းပါတယ်ကဲနောက်နံပါတ်၄ကကြတော့ FRV တင်ပါ dry skin lightening ကိုအရင်သဘောကြတယ် whitening ကိုအရင်သဘောကြတယ်ဆိုရင်တော့ FOL beauty ကကြတော့ best of choice ဖြစ်တယ်။သူကကြတော့ dry ရဲ့ဒီ dark spot လေးတွေအာဒီ melasma လေးမျိုးမှာဆိုရင်ဒီ melanin လေးတွေတက်တာပို့တော့ကိုအများကြီးကူညီထောက်ပံ့ဖြစ်ပါတယ်။ကောင်းတာကကြတော့သူ hyaluronic acid လို့ပါတော့ထပ်ဆိုင်သူကအများကြီးပို့ပြီးတော့ stable ဖြစ်တယ် side effect လည်းသိမရှိဘူး။မကောင်းတာက ါခါကြတော့ reserve ပြဖို့အတွက်ကိုအရင်အချိန်ယူရတယ်ပေါ့နော်1 day နေခဲ့ကကြတော့ဒါသုံးပြီဆိုရင်တော့မြန်ဆန်းဆွေရတော့တွဲသုံးရမယ်အာ skin တွေကကြတော့သူကကြတော့ skin တိုင်းရတယ် sensitive skin တော့မှာသုံးလို့ရတယ်ထဲမှာပါတယ်ကဲနောက်ဆုံးတစ်ခုကကြတော့ azelaic acid ဖြစ်ပါတယ် azelaic acid ကသူရဲ့ function ကကြတော့ရောင်ရမ်းမှုတွေကိုသတ်သားစေရယ်လောက်လို့ textures တွေမညီမညာဖြစ်နေတဲ့ဟာတွေ irregularity ဖြစ်နေတဲ့ဟာတွေဆိုအများကြီးသတ်သားစေတယ် pigmentation ကိုလည်းသတ်သားတယ်ဒါတို့ဆီယဝန်တွေကကြတော့ azelaic acid ကိုသဘောကျတယ်ဘာလို့ဆို jewel acid ရှိလို့သတ် acne ကိုလည်း target လုပ်ချင် င်လည်းရတယ် pigmentation ကို target လုပ်ခြင်းလည်းရတယ်သူရဲ့ကောင်းတဲ့ချက်ကကြတော့ဆရာဝန်တွေလည်းဆိုရကကြတော့သူက pregnancy မှာလည်း safe ဖြစ်တယ်အားကြောင့်ဒီနောက်တစ်ခုကမကောင်းတာကကြတော့သူသူ့ကိုလိမ့်လိုက်တဲ့ချိန်ကျရင်ရတိရကြီးရကြီးအလိုမျိုးတော့ဖြစ်တယ်အဲ့ဟာတော့တော်တော်မကြိုက်ဘူးအဲ့တော့ one day အနေနဲ့ကကြတော့အရင် dry skin ဖြစ်နေရင်ဆိုရင်တော့မသုံးသင့်ဘူးလို့တော့ဒါကတော့ယူဆရတယ်အာကောင်းတဲ့လူတွေကကြ rosacea ရှိမယ် sensitive skin ရှိရယ် acne prone skin တမားတွေ pigmentation တမားတွေဆိုရင်တော့သုံးလို့ရပါတယ် ကဲအဲ့တော့ဒါတော့ခုပြောသွားတဲ့ training ဖြစ်နေရဲ့ popular ဖြစ်တဲ့၅ခုကိုအာဒါသူရဲ့ function လေးတွေကောင်းတာတွေမကောင်းတာတွေ warning စီအကုန်လုံးပြောပြသွားပါတယ်ဆိုတော့ဒါတွေအကုန်လုံးကို active ingredient တွေကိုလောဘကြည့်ပြီး step တိုင်းတွေမှာထည့်တဲ့ agent ကိုတော့ show ရမယ် active ingredient ဆိုတာကတော့ဒါတို့ဒီ balancing ဖြစ်နေတာအကောင်းဆုံးပါပဲ hydration နဲ့ sun protection တွေကိုကောင်းကောင်းလုပ်နိုင်မယ်လို့တော့မျှော်လင့်ပါတယ်ဆိုတော့ဒီ video ကအများကြီးကြိုးရှိမယ်လို့မျှော်လင့်ပါတယ်ကဲ video လေးကိုအဆုံးထိကြည့်ပြီးပြီဒါပေမဲ့ဒေါက်တာကိုမေးချင်သေးတယ် skin care အကြောင်းပဲဖြစ်ဖြစ်အရေပြားအကြောင်းပဲဖြစ်ဖြစ် aesthetic treatment အကြောင်းပဲဖြစ်ဖြစ်သို့မဟုတ်ဒီ video အကြောင်းလေးပဲဖြစ်ဖြစ်တခုခုမင်းရှင်းတယ်ဆိုရင်တော့ဒေါက်တာရဲ့ဒီ TikTok မှာဒုတိယအကောင့်ဖြစ်တဲ့ Ask Dr. Yuri Aesthetic ဆိုတဲ့အကောင့်လေးမှာလာမေးလို့ရပါတယ်အဲ့ဒီထဲဝင်သွားပြီးပြီဆိုရင်ကိုကြိုက်နေတဲ့ video အောက်မှာကိုရဲ့မိခွန်းလေးကိုပြည့်ပြည့်စုံစုံမေးထားတယ်ဆိုရင်ရပါတယ်အဲဒီနောက်ပိုင်းကကြတော့ဒီဘက်အကောင့်မှာ Yurian လေးတွေမေးတာတဲ့မိခွန်းလေးတွေအများကြီးရတယ် ဒါတို့အတက်နိုင်ဆုံးစူးစမ်းပြီးဖြေရဆိုပေမဲ့အလင်းမတင်တာမျိုးလေးရှိတယ်ပြီးတော့ general ကြပြီးတော့ဖြေပြရမျိုးလေးတွေရှိတယ်ဘာဖြစ်ဖြစ်လဲဆိုတော့စာလေးတွေကကြတော့တူတူလေးပဲဒေါက်တာတို့ရိုက်လို့ရတာဆိုတော့လေအဲ့တော့ဒေါက်တာတို့ဘယ်လိုလုပ်လိုက်လဲဆိုတော့ okay urine လေးတွေအတွက်ငါတို့နောက်ထပ် အကောင့်အသစ်တစ်ခုထပ်ဖွင့်မယ်အဲ့ဒီမှာသူတို့မေးချင်တာလေးတွေကိုတော်တော်ဗီဒီယိုနဲ့ပြန်ပြီးတော့အဖြေပေးမယ်အဲဆိုရင် short ဆိုရင်တော့1 minutes ပေါ့အာတကယ်လို့ရှည်မယ်ဆိုရင်တော့3 minutes လောက်ထိကိုတော်တော်ကဒီလိုမျိုးဗီဒီယိုလေးနဲ့ပြန်ပြီးတော့ reply the comment ဆိုပြီးတော့တသက်ဟိုဘက်အကောင့်လေးမှာတော်တော်ဖြည့်ပေးလို့ရမယ်အဲဆိုရင်လည်းပို့ပြီးတော့ details ကြလာမယ်အချိန်ယူပြီးတော့လည်းတော်တော်ပြောပေးလို့ရမယ်အဲ့တော့အာဒီလိုမျိုးအမေးဖြေခံတာလေးကိုစုထားတယ်ဒေါက်တာရဲ့အကောင့်အသစ်လေးမှာဆုံမယ်ဒေါက်တာအမြင် အဲ့ဒီအကောင့်မှာလည်းမြန်ရှိနေမယ်ယူရီယန်တို့ရဲ့ comment လေးတွေကိုလည်းဒါဒါမြန်အာဖတ်နေမှာဖြစ်တယ်အဲ့တော့အာဒီအကောင့်လေးကိုသွားမယ်ဆိုရင်တော့ပထမနေ့ကကြတော့ search bar မှာ ask dr yuri aesthetic ဆိုပြီးတော့လည်းရှာလို့ရတယ်ဒါဒါရဲ့လွန်ခဲ့တဲ့၄-၅နှစ်ကပုံလေးကိုတင်ထားတာပေါ့နော်အဲ့တော့ကလေးုပ်လေးပဲရှိသေးတယ်သုံးမဟုတ်အာဒါဒါဒီ post ရအရင်အောက်မှာ first comment အနေနဲ့ဒေါက်တာ mention လုပ်ပေးထားမယ်ဒေါက်တာ yuri ဆိုပြီးတော့အဲ့ဒီဟာလေးကိုနှိပ်လိုက်တယ်ဆိုရင်ဟိုကအကောင့်ကိုလည်းတန်းရောက်သွားလိမ့်မယ်ဆိုတော့အဲ့မှာ follow လုပ် ်ထားပြီးတော့မိခွန်လေးတွေမိလို့ရမယ်။ကဲဆိုတော့ Ask Dr. Yuri Aesthetic အကောင့်လေးမှာဆုံကြမယ်နော်။